Hello အားလုံးပဲမိင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆရာကျွန်တော်တို့ Manchester United အနေနဲ့နီးပြားဖြစ်တဲ့ Ruben Amorim ကိုအပြောင်းလဲလုပ်ဖို့အတွက်ဘာတည်မှန်ကျွန်တော်ကြားမနေရတဲ့ချိန်မျိုးမှာကျွန်တော်တို့ရဲ့ DR ဒီ Champions League ဝင်ခွင့်မျှော်လင့်ချက် Europa League ဝင်ခွင့်မျှော်လင့်ချက်တွေအကုန်လုံးကိုမေ့လိုက်ရတော့မဲ့အချိန်မျိုးကျွန်တော်ဖြစ်နေပြီပေါ့နော် ဆိုတော့ဥရောပဝင်ခွင့်မရတာက United အတွက်ဘလောက်တောင်မှဒီအရန်ခက်ခဲသွားစီတယ်လဲဆိုတာကျွန်တော်အားလုံးအခုလက်ရှိယာတီမှာတွေ့နေရတယ်လို့ပဲဒီလိုမျိုးပြိုင်ပွဲတစ်ခုလောက်ပဲကစားရတဲ့ယာတီကိုကျွန်တော်ထပ်ပြီးတော့ကြုံရလို့မဖြစ်တော့ဘူးဆိုတော့ United အနေနဲ့ဟိုဒီယာတီမှာကျွန်တော်ပြောနိုင်တာတစ်ခုကတော့ Mourin ဆက်ရှိနေတဲ့ပြီကျွန်တော်ရဲ့ Champions League ဝင်ခွင့်မျှော်လင့်ချက်တွေကဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့လုံးပါပါသွားဖို့ပဲကျွန်တော်ရှိတယ် ဆိုတော့ United အနေနဲ့နီးပြားဖြစ်တဲ့ Ruben Amorim ကိုအပြောင်းလဲကျွန်တော်လုံမရမယ့်အခြေအနေမျိုးဖြစ်နေပြီဆိုတော့ Amorim ဆက်ရှိလေ United ရဲ့ Champions League ဝင်ခွင့်ပို့ပြီးတော့ ਨੇ ပါလေ United ကပူဆူးလာလေပဲဆိုတော့ Amorim ဆက်ရှိလေ United ပို့ပြီးတော့ဆူးလာလေ Amorim ဆက်ရှိလေ United ရဲ့ Champions League ဝင်ခွင့်မျှော်လင့်ချက် ਨੇ ပါလေပဲဒါဟာအချိန်မီပြင်ဆင်လို့ရသေးတဲ့အရာတစ်ခုပါတို့ဒီရာဒီမှာ Champions League ဝင်ကျင်နေဆိုရင် United အနေနဲ့ပြင်ဆင်မှုကြီးကြီးမားမားတွေကနောက်ကျလို့ကျွန်တော်မရဘူး။နောက်ကျလို့ကျွန်တော်မရဘူး။ကျွန်တော်အချိန်မီပြင်ဆင်နိုင်မှကျွန်တော်ရမယ်။ဆိုတော့ဒီနေရာမှာပြင်ဆင်နေဆိုတဲ့နေရာမှာနီးပြကိုအပြောင်းလဲလုပ်ဖို့ကျွန်တော်ပြောတာ။ဘာလို့လဲဆိုတော့ကျွန်တော်ဒီအချိန်လောက်ဆိုရင်ကျွန်တော်တိလောက်တင်ပြီးနီးပြရူဘင်အမိုရင်ဟာသူယုံကြည်ပြီးတုံးဆွေးနေတဲ့3-2-1 3-2 3-4-2-1 formation ကို base တက်ပြီးတော့ကစားနေတဲ့ဒီ system ကိုပြောင်းလဲမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိလဲရပြီ။ တော့ Amorin ပြောင်းလဲမှာမဟုတ်ဘူးဆိုတော့ United အနေနဲ့ Amorin ကိုပြောင်းလဲဖို့ကျွန်တော်လိုပြီးဆိုတော့ Amorin ဆက်ရှိလေ United စိုးလေ Amorin ဆက်ရှိလေ Champions League ဝင်ခွင့်မျှော်လင့်ချက်ကနေပါလေပဲအဲ့ဒါကိုကျွန်တော်ပြင်ဆင်နိုင်ဝန်ကျွန်တော်ရှိတယ်အခုလက်ရှိ Manchester United အဆင့်30မှာကျွန်တော်ရှိနေတယ် Premier League 12ပွဲကစားပြီးတဲ့အချိန်မှာအဆင့်ကျွန်တော်ဘောနအဆင့်30မှာ18မှတ်ကျွန်တော်ရထားတယ်လက်ရှိအဆင့်4က Aston Villa က27မှတ်ကျွန်တော်ရထားတယ် ကျွန်တော်နဲ့အက်စတိုမီလာရဲ့ကြားထဲမှာသုံးမှတ်ပဲကွာပါတယ်ဆိုတော့အဆင့်၄အတွင်းကျွန်တော်ဝင်ကျင်နေဆိုရင် United မှာအခွင့်အရေးကောင်းကြီးကြီးကျွန်တော်ရှိသေးတယ်ဒါဟာပါလဲဆိုတော့လာမယ့်ပွဲတွေပဲ United ရဲ့လာမယ့်ပွဲတွေကိုကျွန်တော်ကြည့်ရခါအင်မတန်အင်မတန်ကျွန်တော်ထက်ပေါ်တော့အရင်ကောင်းနေပါတယ်ဆိုတဲ့အသိဉာဏ်ကျွန်တော်ဟုတ်မနေဘူး Crystal Palace နဲ့ကျွန်တော်ရှိမယ် West Ham နဲ့ကျွန်တော်ရှိမယ် Wolverhampton နဲ့ကျွန်တော်ရှိမယ်ဘုံမောင်းနဲ့ကျွန်တော်ရှိမယ် ်အက်စတိုမီလာနဲ့ကျွန်တော်ရှိမယ်ညူကာဆယ်နဲ့ကျွန်တော်ရှိမယ်ဝူဘန်ဟန်နဲ့ကျွန်တော်ထက်ရှိမယ်လီးစ်ယူနိုက်တက်နဲ့ရှိမယ်ဘန်လီနဲ့ရှိမယ်ဘိုးဘဲအထိမန်ချက်စတာယူနိုက်တက်အနေနဲ့ကိုယ့်လေဗယ်နဲ့ကိုယ်သာရှိနေမယ်ဆိုလို့ရှိရင်ချန်ပီယံစ်လိဝင်ခွင့်အတွက်အမှတ်တွေကိုလုံလုံလောက်လောက်စုဆိုင်စုဆောင်းနိုင်မယ်အခွင့်အရေးမျိုးကျွန်တော်ရှိနေတယ်ခရစ်စတယ်ပဲလစ်ဗျာကိုရီအထက်မှာရှိနေတယ်တိုးတိုးလေးပဲညီကလို့တိတဲ့တိုင်းပဲကိုရီလေဗယ်သာရှိနေတယ်ဆိုရင်ပဲလစ်နဲ့ပွဲစဉ်ကကျွန်တော်အနိုင်ရတဲ့နေရာတွေမှာပါတယ်ဝက်ဆမ်ကိုရီအောက်မှာရှိနေတယ် ကိုဇရာအောက်ကအတင်းကိုတော့ကျွန်တော်အနိုင်ယူနေစွမ်းကျွန်တော်ရှိမှကျွန်တော်ရမယ်ကို level မှာကိုရှိနေရင်ပြောတာပြီးရင်ကျွန်တော်တွေနဲ့ Wolverhampton လက်ရှိ DRD Premier League မှာတပွဲမှအနိုင်ရထားခြင်းကျွန်တော်ရှိမနေဘူးကို level မှာကိုရှိနေရင်တုံ့မှန်အပြည့်ရကိုရမယ်ပွဲမျိုးဘုံမောက်လောလောဆယ်မှာဆိုလို့ရှိရင်ကျွန်တော်ထင်ပါတယ်ကုသဘုံမောက်တော့မှကိုအောက်မှလာမသိဘူးเนาะကျွန်တော်ဘုံမောက်ကကို့အထက်မှာဒါပေမဲ့တမှတ်ဖဲသားတယ်ဆိုတော့ United အနေနဲ့ဘယ်လိုပြောမလဲကိုနဲ့ဘာမှကွာတာမဟုတ်ဘူးဆိုတော့ကို level မှာသာကိုရှိနေမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုပွဲမျိုးတွေက အမှတ်ပြကျွန်တော်တို့ရနေရပြီး Aston Villa ကိုအထက်မှာရှိနေတဲ့တရေလောက်ပဲမျောမှန်းလို့ရတဲ့ထားကို Newcastle ကိုအောက်မှာကျွန်တော်ရှိနေတာတော့ဒါအပြင် Wolverhampton ကျွန်တော်တို့နှစ်ခါတောင်ကျွန်တော်တို့ဇက်လိုက်တွေ့တဲ့ Wolverhampton ကိုနှစ်ကျော်စလုံးသိပ်မကွာဘူးသုံးမှတ်ပြရမှာ Leeds United သုံးမှတ်ပြရတဲ့ Burnley သုံးမှတ်ပြရတဲ့အဲ့ဒါပြီးမှ Man City တို့ Arsenal တို့နဲ့လာဆိုတော့လာမယ့်ကိုးပွဲမှာ Manchester United အနေနဲ့ကို level မှာသာကိုရှိနေရင်တို့ဘောနော်နီးပြကောင်းတယောက်ရဲ့လက်အောက်မှာသာရှိနေတယ်ဆိုရင် Champions League ဝင်ခွင့်တဲ့ကျွန်တော်အဲ့ဒီပွဲစဉ်ဒီမှာရမှတ်တွေလုံလုံလောက်စုဆောင်းပြီးတော့ကျွန်တော်ကလက်ရှိအသင်းရဲ့အနေအထားတွေကိုပြောင်းလဲနိုင်စွမ်းရှိတယ်ပြောချင်တာကနီးပြကောင်တစ်ယောက်နဲ့ဆိုရင် Champions League ဝင်ခွင့်မျှော်လင့်ချက်ကိုလာမယ့်ပွဲစဉ်ဒီမှာကျွန်တော်ကောင်းကောင်းအကောင့်ထည့်ဖို့လုပ်ရတယ်ဒါပေမဲ့လို့ Amorin နဲ့တော့ဖြစ်မှာမဟုတ်ဘူး Amorin ဆက်ရှိလေ Amorin ကိုကျွန်တော်အပြောင်းလဲလုပ်ဖို့အသင်းဘက်က နောက်ကျလေ United အတွက်ပို့ပြီးတော့စိုးလေပဲအမိုရင်ကိုကျွန်တော်တို့ဆက်ထားလေ မန်ချက်စတာယူနိုက်တက်ချန်ပီယံစ်လိဝင်ခွင့်မျှော်လင့်ချက်ကိုကျွန်တော်ပေါ့နော်အဆုံးသတ်ဖို့အတွက်များလေပဲဒါကြောင့်ကျွန်တော်ကတော့မန်နေပြောရင်တော်တော်လေးကိုစိတ်ပြက်နေပြီကိုအသင်းနဲ့ပတ်သက်လို့ပေါ့နော်ယာစီဝတ်မကျိုးတဲ့အချိန်ဒီမှာ အသင်းရဲ့တရားစီလုံးရည်ရွယ်ချက်ကြီးကပျောက်ဆုံးသွားတဲ့အချိန်မျိုးကျွန်တော်ဖြစ်နေပြီနီးပြဖြစ်တဲ့ရူဘင်အမိုရင်ဆက်ရှိတူ၍ယူနိုက်တက်ဟာအများကြီးကောင်းလာဖို့ကျွန်တော်မရှိဘူးဒါဒါတော်တော်ကြီးကိုယူနိုက်တက်အတွက်ကဝန်းနေစရာပါမှန်တယ်ပြောရင်ကျွန်တော် ပွဲစဉ်၁၂နှစ်ပဲကျွန်တော်ကစားရသေးတယ်။တရားဒီလုံးကျွန်တော်မျှော်လင့်ရမယ့်အရာကြီးတစ်ခုကဒီနီးပြရဲ့လက်အောက်မှာမရတော့တဲ့ခါကျတော့ကျွန်တော်လက်လွတ်ရတော့မလို့ကျွန်တော်ပြစ်နေပြီ။ဒါတေးရတဲ့မတူမမပြောင်းလဲတာပြ။ तू မပြောင်းလဲနိုင်စွမ်းမရှိတာ။ပြောင်းလဲနိုင်တဲ့အရေးချင်းမှကျွန်တော်မရှိတာ။အဲ့တော့ Amorin ဆက်ရှိလေ United ကတော့ကျွန်တော်အနေနဲ့ Champions League ဝင်ခွင့်ကိုမျှော်လင့်ချက်နည်းလေပဲ။သူတို့နီးပြကောင်းတယောက်နဲ့ဆိုလို့ရှိရင်ပြသည်လားအရင်ကြီးလမ်းပြန်ထွက်နေတဲ့နီးပြတွေမလို့လက်ရှိကိုအသင်းမှာရှိတဲ့ကစားမားကို ပြီးတယ်မလားအကောင်ဆုံးပုံစံဒီရောက်အောင်ထုတ်တုံနိုင်မယ့်နီးပြားတစ်ယောက်ပဲကျွန်တော်ဖြစ်ဖို့လိုတာအဲ့ဒီနီးပြားနဲ့ဆိုရင်တပတ်မှကျွန်တော်တပွဲပဲကျွန်တော်ကစားရမှာအချိန်ကြီးမကောင်းစရာအကြောင်းမရှိဘူးတပတ်မှကျွန်တော်တပွဲပဲကစားရတာသူများတွေလိုမျိုး injury crisis တွေလည်းအများနဲ့ကြုံနေရတာမဟုတ်ဘူးတပတ်ကို3-4ပွဲလောက်ကစားရင်လည်းလူစင်းရင်မလုံလောက်ပဲကျွန်တော်ကရှိတဲ့လူလေးတွေနဲ့ဖြစ်အောင်လုပ်နေရတာမျိုးကျွန်တော်မဟုတ်ဘူးတပတ်မှတပွဲပဲကျွန်တော်ကစားရတာတပတ်မှတပွဲပဲကစားရတဲ့ပြင်လာမယ့်9ပွဲလောက်ကလည်း ကိုယ်ဒီအမှတ်အများကြီးယူနိုင်တဲ့အခြေအနေမျိုးယူနိုင်တယ်မှာနော်ပြက်တနာကနီးပြကအရာအလုံးကိုဖျက်နေတာဒီနီးပြဆက်ရှိနေသူကြီးနီးပြအမ်မိုရီနဲ့ဆက်သွားသည်ဖြင့် Champions League ဝင်ခွင့်မျှော်လင့်ချက်က Manchester United မှာတော်တော်ကိုအခြေအနေနည်းသွားပြီတော်တော်ကိုအခြေအနေနည်းသွားပြီဒီတရားဒီတော့ကျွန်တော်ပွဲစဉ်1အာဆင်နယ်နဲ့ပွဲကဆက်လို့လက်ရှိပွဲစဉ်7 Everton နဲ့ပွဲစဉ်အထိ မန်ချက်စတာယူနိုက်တက်မှာတက်တောင်းတက်တာနဲ့အနိုင်ယူပြနိုင်ခဲ့တာဆိုလို့ဘယ်ပွဲရှိလဲဆန်ဒလန်နဲ့တပွဲပဲကျွန်တော်ရှိတယ်။ကျန်တဲ့ပွဲစဉ်တွေအကုန်လုံးမှာကျွန်တော်တက်တောင်းတက်တာအနိုင်ရခဲ့တယ်ဆိုတဲ့ပွဲမျိုးပြိုင်ဘက်ကိုတော့ dominate လုပ်ပြီးတော့အနိုင်ရခဲ့တယ်ဆိုတဲ့ပွဲမျိုးလုံးဝကျွန်တော်မရှိဘူး။အသင်းဟာလိန်ဖဲလိန်ဖဲပဲကျွန်တော်သွားတော့မှာအမ်မိုရင်ဆက်ရှိလေ United ပူဆိုးလေအမ်မိုရင်ဆက်ရှိလေ Champions League ဝင်ခွင့်မျှော်လင့်ချက်နဲလေပဲ။ Ineos တို့အနေနဲ့ မြန်မြန်ပြင်ဆင်နိုင်မှုကြောင့်လူတွေဒါကဒါပေမဲ့လို့သူတို့လုံးဝပြောင်းမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူတို့တွေဟာလက်ရှိ United ကိုပိုကောင်းလာဖို့ပြင်ဆင်မှုကျူးပန်းတာတဲ့သူတို့ရဲ့ ego ကိုပြသဖို့ကျူးပန်းနေတာ။เนาะကျွန်တော်လက်ရှိ United ကောင်းမှုကိုသူတို့အလောက်စိတ်မဝင်စားဘူး။သူတို့လုပ်ရမှန်နေဆိုတာမျိုးကိုပဲအချိန်တိုင်းပြကျင်တဲ့သဘောမှာကျွန်တော်ရှိတယ်။အဲ့တော့ဂျားတွေက Manchester United ကအရာအလုံးမျှော်လင့်ချက်ကျွန်တော်မေ့ရတယ်။ ဆိုတော့လက်ရှိ United ရဲ့ပြဿနာတွေအားလုံးကဟိုလူခေါ်ပြီးလို့ဒီလူခေါ်ပြီးလို့ပြေလည်သွားမယ့်ပြဿနာမျိုးကြီးကျွန်တော်မဟုတ်ဘူး။အဲ့တော့ကျွန်တော်နီးပြားဖြစ်တဲ့ Ruben Amorim ဆက်ရှိနေတဲ့ရွေးတော့ United ဟာ Champions League ဝင်ခွင့်တို့နော်ကျွန်တော်တို့က Europa League ဝင်ခွင့်တို့ Conference League ဝင်ခွင့်တို့နော်မပြောနဲ့ရှိလာမယ့်ပွဲတစ်ပွဲကိုတော့ငါတို့နိုင်ပါမလားဆိုတဲ့စိတ်ကြီးနဲ့ကျွန်တော်ကြည့်ရမှာဒါအသေးကြတယ်။ဆိုတော့ကျွန်တော်အနေနဲ့အချိန်မီပါသေးတယ်ဒီရာကိုပြောင်းလဲဖို့။နီးပြားတယောက်ကအမှန်မှန်ကန်ကန်အချိန်မီပြောင်းလဲနိုင်မယ်ဆိုရင် ကြည်လာမဲ့ပွဲစဉ်တွေမှာအမှတ်ပြည့်ယူနိုင်မဲ့အခြေအနေမျိုးတွေကျွန်တော်ရှိသေးတယ်။ဒါပေမဲ့လို့ MOLIN ဆက်ရှိနေသူရဲ့ဘယ်လိုပြိုင်ပွဲမျိုးနဲ့ပဲတွေ့တွေ့ United နိုင်ဖို့ဆိုတာမျိုးကဘလူးမန်ကျွန်တော်တို့ဘောနမျောလင်းလို့ကျွန်တော်မရပါဘူးဆိုတော့ Ineos အနေနဲ့အချိန်မီပြင်ဆင်နိုင်ဖို့လိုတယ်ကျွန်တော်ကတော့ပြင်ဆင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဘောနော်ဆိုတော့ညီကတော့ရောဘလူးမင်းကြလေရရှိကျွန်တော်တို့ MOLIN နဲ့ Champions League ဝင်ခွင့်ရပါမလားကျွန်တော်ကတော့မထင်ဘူးဘောနခုနကပြောသလိုပဲ Champions League ဝင်ခွင့်ဥရောပဥရောပဝင်ခွင့်မပြောနဲ့ တပတ်ကိုတပွဲကစားနေရတဲ့ဏီထားမျိုးမှာ MOD နဲ့ဆိုရင်ပွဲတပွဲကိုအနိုင်ရဖို့တောင်မှမသေးကြပါဘူး။ညီကလို့ရောဘလို့မြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးချစ်သမီးများကြီးပါတယ်။